နေ့အောင်တော်ပါလာ22ရက်နေ့မှာရရှိထားတဲ့ထူးခြားသတင်းတွေနဲ့နောက်ဆုံးရသတင်းတွေကိုပြောပြပေးဖို့သတင်းရယူတင်ဆက်နေတဲ့ DPP သတင်းထောက်အမဝေဝေကို DPP Studio ကနေတိုက်ရိုက်ဆက်တင်မင်းမြတ်တော်မှာဖြစ်ပါတယ်။မင်္ဂလာပါမဝေဝေဒီကနေ့ရရှိထားတဲ့နောက်ဆုံးရသတင်းတွေကိုအရင်ဆုံးပြောပြပေးပါအောင်ရှင့်။ ဟုတ်ကဲ့ပါပထမဆုံးအနေနဲ့ပေါ့နော်ဒီနောက်ဆုံးရသတင်းအနေနဲ့ဆိုလို့ရှိရင်ဒီ Element ပိုင်ဆိုင်နေပေါ့နော် Starlink Company တခုဖြစ်တဲ့ဒီ SpaceX ကနေပြီးတော့မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ဒီ Scan Center တွေဒီလေလံမှုကြားဖြတ် Center တွေကပေါ့နော်ဒီ Starlink အလုံးပေါင်း2500ကိုဟိုပိတ်လိုက်ပြီဆိုတော့သတင်းတခုကိုပြပြချင်ပါတယ်အဲအဲ့သတင်းကိုတော့ဒီကနေ့ဒီ CNN ရဲ့သတင်းစာမှာဖော်ပြချက်ရသေးရတာပေါ့နော်ပြီးခဲ့တဲ့19ရက်နေ့တုန်းကဆိုလို့ရှိရင်ဒီကြားဖြတ်လုပ်ငန်းတွေကြီးဆိုးတဲ့ထိုင်းမြန်မာနယ်စပ်ဒီမြောက်ရီမြို့နီးမှာရှိတဲ့ KK Park လို့ခေါ်တဲ့နေရာတခုကိုဒီစစ်တပ်ကဝင်ရောက်စီး င်းနှင်းရှာဖွေခဲ့ပြီးတော့လူပေါင်းထောင်ချီကိုဖမ်းဆီးရဲဒါအပြင်ဒီ Starling ဆက်တွေကိုလည်းတင်ဆက်သွားတယ်ဆိုပြီးတော့ဒီစစ်တပ်ရဲ့ဝါရားဖြန့်တဲ့ရင်တွေမှာဖော်ပြကြရသိရတယ်ပေါ့နော်အဲဒါကလည်းဒီနိုင်ငံတကာရဲ့ဖိအားတွေရောကြသွားအောင်ဟန်ပြလှုံ့ဆော်နေရဆိုတော့ဟိုပြောကြားချက်တွေလည်းရှိနေပါတယ်အဲဒါပေမဲ့ဒီသတင်းတွေကြောင့်ပဲဒီကနေ့မှာဆိုလို့ရှိရင်ဒီ KK ဘက်မှာရှိတဲ့ဒီနိုင်ငံသားတွေပါဝင်အလုပ်သမားတွေပေါ့နော်ဒီထောင်ထဲကြီးထွက်ပြေးတိတ်ရှောင်နေရတဲ့ဆိုတဲ့သတင်းတွေလည်းရှိနေပါတယ်အဲဒါဆိုလို့ရှိရင်2024ခုနှစ်နှစ်ကုန်ပိုင်းလောက်မှာပေါ့နော်ဒီထိုင်းကနေပြီးတော့မြန်မာဘက်ကိုပေးထ ားတယ်။ဒီ internet line တွေလျှက်စစ်မီလိုင်းတွေကိုဖြတ်တောက်ခဲ့ဖြတ်တောက်ခဲ့တဲ့အချိန်မှာပေါ့နော်ဒီကြဖြန့်ကဒီကိုပိုင်မီဆက်တွေနောက်ပြီးတော့ internet ကိုလည်းဒီ Starlink ဆက်တွေကိုအသုံးပြုပြီးတော့သူတို့လုပ်ငန်းတွေကိုဆက်လက်လှုပ်ဆောင်နေခဲ့တာပေါ့နော်။အဲဒီတွက်ကြောင့်ဒီ American စုံစမ်းရေးဖွဲ့ကဒီ Starlink company ကိုပေါ့နော်အဲစုံစမ်းစစ်ဆေးရေးတွေလှုပ်ဆောင်နေခဲ့တာဖြစ်ပြီးတော့ဒီကနေ့မှာတော့ဒီ SpaceX company ဘက်ကနေပြီးတော့ဒီ Starlink ဆက်အလုံးပေါင်း2500ကိုပိတ်လိုက်တယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာခဲ့တာပဲဖြစ်ပါတယ်။ ဟုတ်ကဲ့ပါနောက်ထပ်ရရှိထားတဲ့ထူးခြားသတင်းတွေများရှိလားရှင့် ဟုတ်ကဲ့ပါထူးခြားသတင်းတွေနဲ့ဆိုလို့ရှိရင်တော့ဒီဒီကနေ့ညနေပိုင်းမှာပေါ့နော်အာရကတက်တော် AA ဘက်ကထုတ်ပြန်လာတဲ့သတင်းတစ်ခုအကြောင်းကိုပြပြပေးချင်ပါတယ်ဒီကနေ့အော်တိုဘာလ22ရက်နေ့ပေါ့နော်နေ့လယ်တနာရီမိနစ်40အချိန်လောက်မှာဒီမောင်တော်မြို့ကျောက်ပတူကျေးရွာကဒီဒေသခံအသက်30ရွယ်ဒေသခံတယောက်ကဒီခီးတဲ့တင်ကားနဲ့မောင်တော်အမ်ရခိုင်ဒီမောင်တော်ကနေပြီးတော့ဒီရသေးတောင်ဇီဒီပြင်းရွာဘက်ကိုသွားတဲ့လမ်းပေါ့နော်အဲ့ရနေပြီးတော့သူကဒီဆန်စီစားတွေအဲဆန်နေခါတွေဝယ်ပြီးတော့ပြန်လာတဲ့လမ်းမှာဒီခီးတဲ့အခြားသောခီးတဲ့၅ယောက်ကိုလည်းတင်ဆောင်လာ ခဲ့ရပေါ့နော်အဲအဲ့ဒီတင်ဆောင်လာတဲ့ခီးတဲ့9ယောက်နဲ့ဒီခီးတဲ့9ယောက်ကိုလည်းဖမ်းဆီးတပ်ဖြတ်တာတွေလုံဆောင်ခဲ့ပြီးတော့အဲပါလာတဲ့ကုန်ပါလာတဲ့ဒီခုနစားနေရိတ်ခါတွေကိုလည်းဒီအဲ Islamic အကြမ်းဖက်အဖွဲ့တစ်ခုဖြစ်တဲ့ပေါ့နော်အာစာအဖွဲ့ကအဲခေါ်ယူဖမ်းဆီးပြီးတော့ဒီခုနပစ္စည်းတွေကိုလည်းတင်ယူသွားတယ်ဆိုတော့အဲထုတ်ပြန်ချက်ကို AA ကထုတ်ပြန်လာခဲ့တာဖြစ်ပါတယ် အာ A ဘက်ကဆိုလို့ရှိရင်အဲ့ဒီအခင်းဖြစ်ပွားပြီးတဲ့နောက်မှာအခင်းဖြစ်ပွားတဲ့နေရာကိုတွားရောက်ကြည့်ရှုတဲ့အချိန်မှာတော့ဗောနော်အဲ့အဲ့ဒီနေရာမှာဒီခီးတဲ့9ယောက်ထဲကလူကြီး2ယောက်ဗောနော်အဲလူကြီး2ယောက်ကတနက်နဲ့ပြစ်သက်ခံရပြီးတော့အဲ့ဒီဘေးမှာပဲအသက်3နှစ်ရွယ်ကလေးငယ်တစ်ယောက်ကလည်းတေဆုံးလျက်အာတွေ့ရှိရတယ်လို့ဒီ A ရဲ့ထုတ်ပြန်ချက်ထဲမှာဖော်ပြထားတာရှိပါတယ်အဲဒါ့အပြင်ဒီအကျန်းတက်အကျန်းဖက်တိုက်ခိုက်မှုကနေပြီးတော့ထွက်ပြေးလွတ်မြောက်လာတဲ့ဒီကားသမားအပါဝင်ဗောနော်တခြားသောအမျိုးသားတစ်ယောက်ကိုလည်းဒီဒန်ယာရီနဲ့အဲတခြားနေရာတစ်ခုမှာဗောနော်တွေ့ရှိခဲ့ရတယ်လို့ A ကဆိုထား ားပါတယ်အခုလိုမျိုးအကျန်းဖတ်အကြံဖက်တက်ဖြတ်တာတွေလှုံ့ဆောင်သွားတဲ့ဒီအစာအဖွဲ့ဝင်တွေကိုလည်းအေးအေးနေနဲ့လိုက်လံရှောက်ဖွေတာတွေပြုလုပ်နေပြီးတော့ဆက်လက်ပြီးတော့လည်းဒီသတင်းနောက်ဆက်တွဲတွေကိုသူတို့အနေနဲ့ထပ်မံထုတ်ပြန်ပေးသွားမယ်လို့လည်းပြောဆိုထားတာရှိပါတယ်ရှင်။ဟုတ်ကဲ့ပါအခုလိုပြောပြပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ဆက်လက်ပြီးသတင်းတွေကို တင်ဆက်ပေးပါမယ်ရှင်။ယခု QR ကိုစကန်ဖတ်ပြီး DVB YouTube Channel ကို Subscribe လုပ်ခါနောက်ဆုံးရမြမသတင်းကမ္ဘာသတင်းတွေကို အချိန်နဲ့တပြေးညီကြီးရှုလိုက်ပါရှင်ဒီကူကျူအားကိုစကန်ဖတ်ပြီး DVB YouTube Channel ကို Subscribe လုပ်ခါနောက်ဆုံးရမြမသတင်းကမ္ဘာသတင်းတွေကိုအချိန်နဲ့တပြေးညီကြည့်ရှုလိုက်ပါရှင်